အဲ့တော့ဒါတရုတ်ကစီမံထားပြီးသားပေါ့နော်တရုတ်ကဇန်ညွန်းရေးထားပြီးသားဒီမျိုးပြီးရင်ဒီမျိုးဒီမျိုးပြီးရင်ဒီမျိုးဆိုတဲ့ပုံစံမျိုးနဲ့ဒါသဘောတူထားပြီးသားဆိုတဲ့ဟာမျိုးကိုဒါပြောကြရည်လဲရှိကြတော့ဗောဗျာအဲ့နောက်မှာပဲသူကကြောက်မဲကိုဇက်တိုက်ဆိုလို့ဒါစစ်ကြောင်းနေထိုးတယ်ဗောနော် င်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ2ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ကြောင်မဲနဲ့ပတ်သက်လို့ပြောမယ်ဒါကဒါဒီကျွန်တော်တို့ဒီဘက်ကဒေါ်လာတက်ဖွဲ့တွေဒေါ်လာပြည်သူတွေအနေနဲ့အာချို့မြို့တွေနေရာတွေကိုတိမ့်ပတ်ရရှိတာတွေစခန်းတွေရရှိတာတွေအစစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်တာတွေအစစ်ကောင်စီစစ်ကြောင်းပြတ်အောင်လုပ်နိုင်တာတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ပြောကြတဲ့ခါကျတော့ဒါဒါရတဲ့ဟာတွေကျွန်တော်ပြောကြတာပေါ့နော်အဲ့တော့ဟိုဘက်ကကောင်တွေကလည်းအဲ့အနေနဲ့ပတ်သက်လို့စကနာလာလာထိုးတယ်ပေါ့နော် ဟာဘယ်နေရာကအခြေအနေကိုစုံစမ်းကြည့်လိုက်အောင်ဘာအောင်ညာအောင်ねပြောကြရည်လက်ရှိတာပါဗျာအဲ့ကြတော့ဒီကြောင်မဲနဲ့ပတ်သက်လို့လည်းတို့ကစကနာထိုးစရာလေးဖြစ်နေတာပေါ့နော်အဲ့ဒါကကြောင်မဲပြန်ရသွားပါတယ်ဆိုတဲ့အခြေအနေမှာတို့အနေနဲ့ဂုံစာရမယ့်အကြောင်းအရာတစ်ခုထပ်တိုးသွားတာပေါ့ဗျာအဲ့တော့ကြောင်မဲကြောင်ကြောင်ပြောကြမယ်ပေါ့နော်ဒါပေမဲ့စစ်ကောင်စီဘက်ကကောင်နေဘောမတွေလော်ဘီတွေပြောနေသလိုမျိုး ကြောင့်မဲကသူတို့လုံးဝရေချင်းရှိလို့ဘာလို့ညာလို့ဆိုတဲ့ပုံစံမျိုးနဲ့ရသွားလားဆိုတဲ့ဟာကိုကျွန်တော်စုံစမ်းထားတယ်ပေါ့နော်အဲ့တော့ကြောင်မဲမျိုးကိုစစ်ကောင်စီကပြန်ပြီးတော့ထိန်းချုပ်လိုက်နိုင်တယ်ဆိုပြီးတော့ဒါသတင်းတွေလည်းတွေ့ရလိမ့်မယ်ပြီးရင်သူတို့ဘက်ကဒီဝါရဖျက် channel တွေစစ်ကောင်စီရဲ့ရုပ်သံတွေအဲဒီလိုနေရာမျိုးတွေမှာလည်းတွေ့ရလိမ့်မယ်ပြီးရင် lobby တွေကလည်းဒါတွေနဲ့ပတ်သက်လို့ပြောကြလိမ့်မယ်မကြားချင်မှအဆုံးပြောကြလိမ့်မယ်ပေါ့နော်အဲ့တော့ဒါရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမှာဒါစစ်ကောင်စီကပြန်ပြီးတော့ထိန်းချုပ်နိုင်ပြီဆိုတဲ့ကြောင်သတင်းတွေတောက်လျှောက်တွေ့ရလိမ့်မယ် ဒါဟာလေဒါတကယ်ပြောရင်အားလုံးမျောလင့်ထားပြီးသားဖြစ်တဲ့အတွက်ပေါ့နော်ထူးထွေပြီးတော့ပြောစရာမရှိဘူးဒီဟာပြန်ပါသွားတဲ့အပေါ်မှာပေါ့ဘာလို့လဲဆိုတော့ဒီကြောင်မဲမျိုးနဲ့အနီးဆုံးဒါစကန်းတာပေါ့နော်စကန်းတာ TNL ရဲ့အဓိကဒါကြောင်မဲရဲ့ခံစစ်ပေါ့နော်အဲ့ခံစစ်ဖြစ်တဲ့နေရာကိုစစ်ကောင်စီကရသွားပါပြီဆိုတဲ့အချိန်မှာကနေကကြောင်မဲကအချိန်မကောင်းဘူးဆိုပြီးတော့ကျွန်တော်ရှိမှပြောခဲ့ပြုလာရှိတယ်ပေါ့နော်အဲ့တော့မျောလင့်ထားပြီးသားအရာဖြစ်နေတာပေါ့ဗျာကြောင်မဲကတော့ပြန်ပေးရတော့မယ်ဆိုတဲ့အနေထားပြီးတော့မြင်မျက်နှာသွင်းမြင်အနေထားနဲ့ကြည့်မယ်ဆိုရင်လေဒီစကန်းတာနဲ့ ကြောင်မဲနေဆိုတာကဘလောက်မှဝေးတော့တဲ့အနေထားမဟုတ်ဘူးအဲ့လိုမဝေးတာကိုမှပဲသူကမြေပြပုံစံမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ညာစစ်ကောင်စီကလက်နက်ကြီး drone လေကြောင်းအမြောက်ဒါတွေအားတာနေတာဖြစ်တဲ့အတွက်ဒီနေရာကတော့စကန်းသာကြပြီဆိုရင်တော့ဒါအချိန်နေမကောင်းတော့ဘူးဆိုပြီးတော့ဒါကြောက်ပြောခဲ့ရတယ်ပေါ့နော်အဲ့တော့ရေရှင်မှမလွယ်ဘူးဆိုတဲ့အတိုင်းပဲဒါအော်တိုဘာတရက်ညနေပိုင်းလောက်မှာပဲစကောင်စီဟာကြောင်မဲကို ပြန်ပြီးထိန်းချုပ်နိုင်ပြီလို့ဒါကျွန်တော်ပြောရမှာဖြစ်တယ်အဲ့တော့ကြောင်မဲဘလို့ဖြစ်သွားလဲဆိုတာကိုကြည့်မယ်ဆိုရင်လည်းရှေ့ကဒါနောင်ချိုပုံစံတိုင်းပဲလို့ဒါကျွန်တော်ပြောလို့ရတယ်ပေါ့နော်ကြောင်မဲကိုဒါတရုတ်ဆက်ညွန်းတရုတ်ဖိအားပေါ့နော်အဲတရုတ်ဖြစ်စေခြင်းတဲ့အတိုင်းနောင်ချိုကိုတိန်းတယ်လို့ကြောင်မဲကိုလည်းအဲ့လိုတိန်းသွားတယ်ဆိုပြီးတော့ပဲပြောရလိမ့်မယ်နောင်ချိုကိုဒါဖေဖော်ဝါရီလကုန်မှာစကဆာဘက်ကထိုးစစ်ဆင်နဲ့ဇူလိုင်15မှာပြန်ပြီးတော့တိန်းသွားနိုင်ခဲ့တယ်ပေါ့နော်သူတို့စီပြန်ပြန်ပြီးထိန်းချုပ်သွားနိုင်တယ်ပေါ့ဗျာ။ကြောင်မဲကိုလည်းဒါဩဂတ်စ်လ19ကနေစပြီးတော့ထိုးစစ်ဆင်တဲ့ အောက်တိုဘာ၁ရက်မှာပြန်ပြီးတော့သူတို့ထိ ंछ ုပ်သွားနိုင်တယ်အဲ့တော့ရက်40ကျော်ပဲကြာတယ်ဗောဗျာကြောင်မဲကရှေ့ကနောင်ချိုကတော့တော်တော်လေးကြာလိုက်တယ်ဒါပေမဲ့ကြောင်မဲကတော့အဲ့လောက်မကြာဘဲနဲ့ပြန်ပြီးတော့သူတို့ကိုပေးလိုက်ရတယ်ဆိုရင်အနေထားဒီလိုပြန်ပေးရတာနဲ့ပတ်သက်လို့ဗောနော်ဒါဒေသခံတွေရဲ့ပြောကြားချက်တွေရော ဒါနိစ္စသူတွေရဲ့ဝေဖန်သုံးသပ်မှုတွေရောကိုဒါကျွန်တော်တို့ခြုံငုံပြီးတော့ပြန်ပြီးတော့ဒါမျှဝေပေးခြင်းတယ်ပေါ့နော်အဲ့ဒါတွေကလည်းဒါသုံးသပ်တာတွေကလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထက်ကဒါစိတ်ဝင်စားစရာကောင်းတဲ့သုံးသပ်ချက်တခုလည်းရှိတယ်အဲ့ဒါကပါလဲဆိုတော့ last show ပြန်ပေးရပြီးနောက်ပိုင်းမှာရှေ့ကောင်စီက DNL နဲ့တွေ့ဆုံတာတွေရှိတယ်အဲ့တွေ့ဆုံမှုကလည်းတရုတ်ရဲ့ဖိအားကြောင့်လို့တွေ့ဆုံတာတရုတ်ဥဆောင်ပြီးတော့တွေ့ခိုင်းလာစစ်ကောင်စီလာခဲ့လာ DNL လာခဲ့လာငါရှိမှပြောအဲငါကတော့ဘလို့ဖြစ်စေချင်တယ်ဆိုတော့ပုံစံမျိုးကြီးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ထိ ंछ ုပ်ပြီးတော့တွေ့ဆုံခဲ့တာတွေရှိတယ် တတိယနေ့တက်လာတဲ့ခါတိုင်းမှာတော့ဒါတွေးဆုံညှိနှိုင်းမှုအဆင်မပြေဘူးအဆင်မပြေဘူးအဲလုံးဝသဘောတူညီမှုမရဘဲနဲ့ပြီးဆုံးသွားတယ်နောက်ထပ်ဘယ်တော့ဘယ်တော့မှပြန်ပြီးတော့တွေ့မယ်ဆိုတဲ့ပုံစံမျိုးကြီးလည်းတတိယနေ့ထွက်ခကြရာရှိသလိုအရှိကောင်စီကမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေတောင်းလို့တန်တယ်လေဘက်ကဒါနဲ့ပတ်သက်လို့တော့မလိုက်ရောပေးနိုင်ဘူးဆိုတဲ့တတိယနေ့လည်းကြေကြေပြန်ပြန်ထွက်ခဲ့ကြရတယ်နောက်တစ်ခုကဒီကြောက်မဲတီဘောပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ဒါရှိကောင်စီကပြန်ပေးတာမျိုးမလိုချင်ဘူး ကြောင်မဲတီဘောတင်ဆုတ်ပေးတာမျိုးလည်းမလိုချင်ဘူးပေါ့နော်တိမ့်ဤတို့ဘာတို့ကအစပေါ့နော်အဲ့လိုမျိုးနေရာမျိုးတွေကစာစစ်ကောင်စီကလိုချင်တာဖြစ်တယ်အဲ့တော့ကြောင်မဲနဲ့တီဘောကငါတို့ကမပေးလဲတိမ့်မှာဆိုတဲ့ပုံစံမျိုးနဲ့ပြောခဲ့တယ်ဆိုတဲ့အကြောင်းတွေလည်းဒါတင်းတွေထွက်ခဲ့ကြတာရှိတယ်အဲ့ကြအများကြီးပဲပေါ့နော်ဖြစ်နိုင်ခြေတွေအများကြီးပဲတွဲဆုံမှုတွေလည်းအများကြီးရှိခဲ့တယ်။ဒီထဲကမှဘာကဖြစ်နိုင်စရာတော့ရှိလဲဆိုတော့ တရုတ်ရဲ့အလိုကျဆိုတဲ့ပုံစံမျိုးတွေကဖြစ်နိုင်ခြင်းအများကြီးတော့ရှိတယ်ပေါ့နော်အဲ့တော့တရုတ်အလိုကျလို့ပဲပြောရလိမ့်မယ်ပေါ့နော်အဲ့နောက်ပိုင်းမှာဒါပေးရတဲ့မျိုးတွေပေါ့နော်အဲ့တော့ဒါ TNL နဲ့စစ်ကောင်စီနဲ့အဲတွေ့ဆုံမှုတွေရဲ့နောက်မှာသဘောတူညီမှုတွေရှိလဲဆိုပြီးတော့လေဒါတုံးသက်သူတွေကဆိုကြတယ်အဲ့တော့ဒါတရုတ်ကစီမံထားပြီးသားပေါ့နော်တရုတ်ကဇန်ညွှန်းရေးထားပြီးသားဒီမျိုးပြီးရင်ဒီမျိုးဒီမျိုးပြီးရင်ဒီမျိုးဆိုတဲ့ပုံစံမျိုးနဲ့ဒါသဘောတူထားပြီးသားဆိုတဲ့ဟာမျိုးကိုဒါပြောကြရည်လဲရှိကြတော့ဗျာအ ။အဲကြတော့အဲ့နောက်ပိုင်းပေးရတဲ့မြို့တွေမှာဒါတရုတ်ကသူ့ရဲ့ဖိအားနဲ့သဘောတူထားပြီးသားလို့ပြောလို့ရ။ဒါပေမဲ့လာရှိုးလိုမျိုးဘာမှပြန်ပြီးတော့ဒီတော်လိုင်းတပ်ဖွဲ့တွေဘက်ကမတုံ့ပြန်လိုက်ရဘဲနဲ့ဒါလွတ်ကြီးပေးလိုက်ရတဲ့ဟာမျိုးကိုသူတို့ကမဖြစ်စေချင်ဘူး။ဖြစ်စေကြောင့်တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းတရုတ်ဖိအားကိုမလို့ဆန်တဲ့ကပေးရမယ်ဆိုရင်တော့မှအဲ့လိုပုံစံမျိုးနဲ့မပေးချင်ဘူး။အဲစစ်ကောင်စီကလည်းသူကလည်းမှန်တယ်။သူကလည်းသူ့ဘက်ကနေပြီးပြန်ပြီးယူမယ်ဆိုရင်လာရှိုးလိုမျိုးသူကဒါဘလိုင်းယူလိုက်တယ်ဆိုရင်သူအများကြီးပဲပြောခံရတယ်အဲ့တုန်းက။ဒီလာရှိုးပြန်ရရင်မင်းတို့က မတိုက်ဖဲနဲ့အဲရသွားတဲ့ပုံစံမျိုးအဲမတိုက်ဖဲနဲ့ရတယ်ဆိုတာကမင်းတို့ရေချင်းရှိလို့မဟုတ်ဘူးအဲအဲ့လိုပုံစံမျိုးအဲ့ဟာကိုကျွန်တော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေတော်လိုင်းပြည်သူတွေတွေမဟုတ်ဘဲနဲ့သူတို့ရဲ့အတွင်းထဲမှာရှိတဲ့သူတို့ရဲ့စစ်ကောင်စီစစ်သားတွေကမှအစပေါ့နော်ဟာကွာဒါကြီးကရှက်စရာကောင်းတယ်ကွာအဲကိုရေချင်းနဲ့ကိုတိုက်ပြီးတော့ယူလို့ရတဲ့ဟာလည်းမဟုတ်ဘူးကွာအတယောက်ကိုသွားပြီးတော့ဒါဒေါင်းစားတောင်းတောင်းပြီးတော့ရခဲ့တဲ့ဟာကြီးပါကွာဆိုပြီးသူကဒီအပေါ်မှာ သူတို့တွေကိုယ်တိုင်ကစမကြင်မနဲ့ဖြစ်ကြရဆိုပြီးတော့လည်းသိရတာပေါ့နော်အဲတော့ကျတော့သူရဲ့ဒီအတွင်းထဲကသူရဲ့ထောက်ခံမှုရောကြသွားမှာတွေကိုလည်းသူကကြောက်တဲ့အပြင်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးမဖြစ်အောင်သူတို့စီစဉ်ခဲ့ကြရဆိုပြီးတော့လည်းဒါနီးစက်သူတွေတုံသက်သူတွေကစိုးကြတယ်ပေါ့နော်အဲတော့ပြောရရင်တရုတ်ရဲ့စံညွန်အတိုင်း light လုပ်နေရတယ်ဆိုပြီးတော့ပြောလို့ရတယ်ဒါကယူဆလို့ရတယ်ဒီဟာကဖြစ်နိုင်ခြင်းများတယ်ပေါ့နော်အဲ့တော့မြောက်လိုင်းဘက်ကလည်းစိတ်သက်မြင့်တင်ပေးဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အိုက်ကာလာမှာစစ်ကောင်စီဘက်ကလုံးဝဂျုံဂျုံကြ တော်တော်ကိုစိုးစိုးဝါအခြေအနေနဲ့စစ်ကောင်စီကရင်ဆိုင်နေရတဲ့အခါသူ့ရဲ့စစ်သားတွေကအယက်စိတ်တက်ကြကြတယ်။အဲတချို့တွေကြားကြလိုက်မယ်ပေါ့နော်။အဲရှေ့တန်းထွက်ရမယ်ဆိုတဲ့အချိန်မှာရှေ့တန်းအထွက်မယ်ဆိုတဲ့အတန်ကြားတာနဲ့ထွက်ပြေးနေကြတယ်စစ်ကောင်စီစစ်သားတွေမနေဘူး။ပြီးတော့တောက်လျှောက်တောက်လျှောက်သူတို့မြို့တွေမြို့တွေပါ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 ဆိုတဲ့အနေထားမြို့တွေမှာသူတို့ဒါပြီးရင်ဘယ်မြို့ပေးရအောင်မလဲဆိုတဲ့စိတ်တွေနဲ့ပေါ့နော်။သူတို့စိတ်တွေကြားခဲ့ကြတာတွေကမနေဘူး။အဲတော့လက်ရှိသူတို့ပြန်ပြီးတော့လိုချင်ပါတယ်ဆိုတဲ့မြို့တွေကိုသရောင်းစားတောင်းသွားပြီးတော့တောင်းလို့ရသွားတယ်ဆိုရင်လေလာရှုလို့ပဲသူကအရှက်ကွဲအောင်ပါ။ အဲဒါကြောင့်မလို့ဒါကြည့်ရင်တိတာရောအဲ့ဘယ်မှာကြည့်ရင်တိတာလဲဆိုတော့ဒီ last show သူတို့ပြန်ရသွားပါပြီဆိုတဲ့အချိန်မှာခိုးချောင်ခိုးဝဲနဲ့ပေါ့ဒါအင်အားတွေပို့တယ်ပြန်ပြီးတော့ဒါတိစားရေးလုပ်ငန်းတွေလုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်တယ်ပြီးရင်ဝန်ထမ်းတွေပို့တယ်အဲသင်ဒါလာရှိုးပြန်ပြီးတော့ဒါထူထောင်ရေးအတွက်6လစီမံကိန်းနဲ့ပေါ့နော်သူရဲ့အရာရှိစစ်သားတွေဒါလွတ်လွတ်တာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီလာရှိုးရသွားပါပြီဆိုတဲ့အကြောင်းကိုအခြေတွင်းပုံစံမျိုးနဲ့ဖော်ပြတာကြီးမရှိဘူးအောင်ဝဲခံတာမျိုးတွေမရှိဘူးဘယ်ဆိုင်ပုံနိုင်မှသွားပြီးတော့ဘယ်လိုမျိုးဓာတ်ပုံရိုက်ပါလဲဘယ်လိုမျိုးယူခဲ့ပါလဲဆိုတဲ့ပုံစံမျိုး မရှိခဲ့ဘူးအဲ့လိုပုံစံမျိုးလည်းဖြစ်ခဲ့တာမဟုတ်ဘူးလေနော်အဲဒါကြောင့်တို့အဲ့လိုမျိုးကုံစာခွင့်မရခဲ့ဘူးဒါပေမဲ့နောက်ချိုမှာစပြီးတော့အဲ့လိုပုံစံမျိုးတွေမြင်လာရတယ်အဲနောက်ချိုမှာခုနလိုတို့သဘောတူညီမှုနဲ့ဘလို့ပဲပြန်ရခဲ့ရခဲ့ပါတော့တရုတ်ဖီအားကြောင့်ဒလိုင်းတပ်ဖွဲ့တွေကဘလို့ပဲလက်လွတ်ခဲ့ရလက်လွတ်ခဲ့ရဒီစစ်ကောင်စီကပြန်ရသွားပြီဆိုတဲ့အချိန်မှာသူကတိုက်လို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့ပုံဖော်တယ်အဘယ်နားတွေမှာသွားပြီးတော့ဓာတ်ပုံရိုက်ဟိုနားတွေမှာသွားပြီးတော့ဓာတ်ပုံရိုက်အာအဲ့လိုမျိုးဓာတ်ပုံတွေရိုက်တာတွေရှိသလိုတက်မှမှုဆိုတဲ့သူတွေကလည်းအဲ့နေရာမှာဒေတာမှာရှိတဲ့ပေါ့နော် သူတို့ကိုထောက်ခံပါတယ်ဆိုရဲသူတွေစီကိုတတိတတန်သွားပြီးတော့ကိုကျွေးမွေးတာမျိုးတွေလုပ်တဲ့အဲသူတို့ရဲ့အတန်တွေကိုလွှင့်ပြတယ်အဲပြည်သူတွေကြားတဲ့ကိုဒီသတင်းစကားတွေပို့တယ်ပေါ့နော်ဒီစီယုံရေးလုပ်ငန်းမျိုးတွေလုပ်ပြနေတဲ့ပုံစံမျိုးသူတို့ကိုထောက်ခံတဲ့သူတွေအများကြီးရှိတယ်အပြည့်အဝရှိတယ်ဒီအထဲမှာရှိတဲ့သူတွေကသူတို့လာနေတာကိုမျှော်နေတာပါသူတို့ဒီလိုမျိုးလာဖို့အတွက်ကိုသူတို့တွေပင်ပင်မမနဲ့တိုက်ခိုက်ပြီးတော့ဒါအောင်ပွဲရခဲ့တာပါဆိုတဲ့ပုံစံမျိုးနဲ့ ဖော်ပြကြတာတွေတွေ့ရလိမ့်မယ်ဗောနော်လုံးဝတတိတသက်နဲ့ကိုလိုက်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့လိုက်မေးနေတာကြီးတွေရုပ်ပေါက်တယ်ဗျာဒီလားဒါပေမဲ့အဲ့လိုပုံစံမျိုးသူတို့ဖော်ပြခဲ့ကြတယ်ဒါနောင်ချိုနဲ့လာရှုနဲ့ဖြစ်စဉ်နှစ်ခုကိုရှင်ပြီးတော့ကြည့်မယ်ဆိုရင်တိတာစီတယ်ဗောနော်အဲဒါကြောင့်မလို့သူကအတိုက်ပြတယ်အောက်ကကောင်တွေကတော့ဒါစတိခံရတာပဲစေကောင်စီဘက်ကတိတယ်တိုင်းပဲဒီအောက်ကအဖွဲ့တွေကိုသူတို့အသက်ပါတယ်လို့ကိုမထင်တာဗောနော်ပြီးတော့ဒီအပသားတွေကလည်းဒါအုံချခံရမှမသိဘူးသူတို့တိုက်လို့ရတယ်လို့ပဲသူတို့ထင်ကြတယ်အဲတိုက်လို့ရတဲ့အတွက်သူတို့ကဂုံစာကြတယ်ဗောနော်ပြီးတာနဲ့ဒါနောင်ချိုဖြစ်စဉ်မှာ ဝေးဝေးဆဆဒါကုံဆောက်သွားတဲ့ပုံစံမျိုးတွေတောက်လျှောက်မြင်တွေ့ခဲ့ရလိမ့်မယ်ပေါ့နော်အခုကြောက်မဲတဲ့ဒီတိုင်းပဲပေါ့နော်ပြီးတာနဲ့တိမ့်နေလဲအခုလိုဖြစ်မဲဆိုပြီးတော့ဝေဖန်သုံးသပ်သူတွေကပြောကြတာရှိတယ်ပေါ့နော်အဲ့တော့မနေ့ကဖြစ်စဉ်ပေါ့နော်မနေ့ကဖြစ်စဉ်ဒါကြောက်မဲကိုသူတို့ပြန်ထိချိုးနိုင်ခဲ့တဲ့ဖြစ်စဉ်ကိုကျွန်တော်စုံစမ်းသိရှိရသလောက်ပြန်ပြောပြမယ်ဆိုရင် TNL ရဲ့ဒါကြောက်မဲအဓိကခံစစ်နေရဖြစ်တဲ့စခန်းတာကိုသူတို့ရသွားတယ်အဲ့နောက်မှာပဲသူကကြောက်မဲကိုဇက်တိုက်ဆိုလို့ အာစစ်ကြောင်းတွေထိုးတယ်ဗောနော်စစ်ကြောင်းတွေထိုးတယ်တိုက်ပွဲတွေကမြို့ပေါ်ရရက်ွက်တက်ရက်ွက်တက်အစဗောနော်အဲ့အစနေရာတွေအထိရောက်လာပြီးတော့ဒါမြို့ထဲမှာလည်းဝုံချင်းချင်းတိုက်ပွဲဖြစ်တဲ့တန်နေတနက်တန်နေဒါတွေကြားရတယ်ဆိုပြီးတော့ပြောကြတယ်ဗောနော်အပြန်အလှန်ပြစ်ခတ်မှုတွေရှိပြီးတော့အာစစ်ဘေးရှောင်ရတဲ့ပြည်သူတွေလည်းရှိတယ်ဆိုပြီးတော့ပြောရရက်ွက်တက်အဆက်နားမှာပဲစစ်ကောင်စီကတက်ဆွဲတာတွေလုပ်တယ်မြို့တွင်းဧရိယာတွေအထိဇက်တိုက်ဝင်ရောက်လာတာတွေလုပ်တဲ့အတွက်ဒေသခံတွေအများစုကစစ်ရှောင်ရတယ်ဗောနော် ဲ့တော့အဲ့ဒီလိုမျိုးရှောင်ရတဲ့အချိန်မှာမိုးရွာတယ်ဗျာဒါပေမဲ့လည်းအသက်အန္တရာယ်ဒါကြုံလာရတော့မယ်ဆိုတဲ့အချိန်မှာဒေသခံတွေကလည်းဒါကြောက်လန့်တကြားနဲ့ဆစ်ရှောင်ရတော့ဒုက္ခရောက်တာပေါ့ဗျာအာဒါမိုးရေထဲမှာပေါ့နော်အဲ့လိုပုံစံမျိုးတွေလည်းဖြစ်ခဲ့တာတွေရှိတယ်။ဒါအပြင်ဒါခုနစခန်းတာဆိုတာကကြတော့ဒါပြည်တော်စုလမ်းမကြီးဘက်ကနေပြီးတော့ကြောက်မဲကိုသွားတဲ့လမ်းအဲအဲ့လမ်းအပြင်ကိုမှနောက်ထပ်မိုင်းတင်ရွာဘက်ကပေါ့နော်မိုင်းတင်ရွာဘက်ကဆိုတာကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ် ကြောင်မဲကိုဒါစစ်ကောင်စီကစစ်ကြောင်းနှစ်ခုခွဲပြီးတော့ဥတီလာနေတယ်။တစ်ခုကတော့ဒါစကန်းသာဘက်ကိုသွားတဲ့ဒီပြည်တော်စုလမ်းမကြီးကနေလာတယ်။နောက်တစ်ခုကတော့မန်းတင်ညာဘက်ကလာတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တာရှိတယ်။အဲ့မှာပေါ့နော်ကျွန်တော်သိရတာတစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့အဲ့ဒီမန်းတင်ညာဘက်ကလာတဲ့စစ်ကြောင်းကလည်းဒါကြောင်မဲကိုဖိအားပေးဖို့ဝင်လာတဲ့အချိန်မှာဒါမန်းတင်ညာပတ်ချာလဲမှာတိုက်ပွဲတွေဖြစ်ပွားတယ်ဆိုပြီးတော့လည်းဒါသိရတယ်ပေါ့နော်။ အဲ့တော့အဲ့ဒီနေရာမှာထပ်ပြီးသိရတဲ့ဟာလေးရှိတယ်။အဲ့တော့ပါလဲဆိုတော့ဒီ mining ရွာအတွင်းကပေါ့နော် TNL ရဲ့ gate စကန်နေစစ်စကန်နေကိုဒေတာကန်နေရဲ့တောင်းဆိုမှုအရ TNL ကဒီရဲ့ဘိုင်းတွင်းမှာဒါရုပ်သိမ်းပေးခဲ့ရတယ်ဆိုတဲ့ဟာလေးသိရတယ်ပေါ့နော်။ပြီးတော့အဲ့ဒီနေရာတွေမှာဒါ SSPB SSA ပေါ့နော်။အဲသူတို့ကစစ်အင်အားတွေတိုးချဲ့မှုတွေလုပ်ခဲ့တယ်ဆိုပြီးတော့လည်းကျွန်တော်သိရတယ်ပေါ့နော်။ဒါကတော့ထူးခြားတဲ့အချက်လေးသိရတာကိုပြန်ပြီးတော့ဝင်မြပေးတာဖြစ်တယ်။တစ်ဆက်တည်းမှာပဲဒါကြောင်ဝဲမြို့နီးကိုစစ်ကောင်စီစစ်ကြောင်းတွေရောက်လာတဲ့အခါမှာတော့ဒါ TNL ရဲ့ ုပ်ချုပ်ရေးရန်နေရတယ်ပြီးရင် DNL ဘက်ကအချို့ခေါင်းဆောင်မိုင်းနေပေါ့နော်ဒီအဖွဲ့တွေကကြောင်မဲမျိုးကနေစုံခွာလိုက်ရှိလာတယ်ဒီဟာကိုကြည့်မယ်ဆိုရင်ကိုပဲဒါကြောင်မဲမျိုးဟာစစ်ကောင်စီကလက်ကိုပါဖို့ရခိုင်နှုံးပုံများသွားစီတယ်ပေါ့နော်အဲ့လိုပဲပြောရလိမ့်မယ်နောက်ဆုံးမှာတော့ကြောင်မဲမျိုးကအော်တိုဘတ်ရဲ့နေ့မှာဒါစစ်ကောင်စီရဲ့လက်အောက်ကိုပြန်ပြီးတော့ရောက်သွားပါတော့တယ်အဲ့တော့မိုင်းတင်လမ်းစုံပါသွားတဲ့အတွက်ပေါ့နော်ကြောင်မဲမိုင်းလုံးမိုးကုတ်လမ်းမှာပိတ်သွားပြီပြီးတော့ဒါမိုးကုတ်ကနေရှမ်းမြောက်ကိုသွားဖို့အတွက်လမ်းခီးလုံးဝခက်ခဲသွားပြီပေါ့နော် ဒါဘသူတွေအတွက်ခက်ခဲသွားသလဲဆိုတာကိုလည်းအခုလိုပြောပြရင်သိမယ်ထင်ပါတယ်ပြောရမယ်ဆိုရင်မိုးကုတ်မှာရှိတဲ့သူတွေအဲမိုးကုတ်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေအတွက်အုပ်ချုပ်ထောက်ပံ့မှုတွေခက်ခဲသွားပြီလို့ဒါကျွန်တော်ပြောလို့ရတယ်နောက်တစ်ခုကတော့အခုလိုမျိုးကြောင်မဲကိုစစ်ကောင်စီကပြန်ပြီးထိန်းချုပ်သွားနိုင်ပြီးတဲ့အခါကျတော့နောက်ထပ်ဗဲမျိုးတွေကိုစစ်ကောင်စီကဥတီလာနိုင်တယ်လဲချင်းချောက်လာနိုင်တယ်လဲပြီးရင်ထိုးစစ်တွေလှုပ်လာနိုင်တယ်လဲဆိုရဲမေးခွန်းတွေလည်းရှိပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ပေါ့နော်ဒါကျွန်တော်ဒါမျိုးနှစ်ခုလို့တော့ကျွန်တော်စဉ်းစားမိတယ်ပထမတစ်ခုကတော့မိုးကုတ်ပေါ့နော် အဲမုတ်ကုတ်မုတ်မိတ်အတွက်လက်ရှိအခြေအနေကစားရည်ရိတ်ခါရောဆေးဝါးရောပြီးတော့ကုသမှုတွေအကုန်လုံးကရောဒါရှမ်းမြောက်ကိုပဲမိခိုနေရတဲ့အနေထားပါအဲ့တော့အခြားထွက်ပေါက်တွေရှိတယ်ဆိုရင်မဲ့လေဒါကြောင်မဲကအဆင်ပြေဆုံးဖြစ်တယ်အဲဘာကြောင့်ဓာရီကိုထည့်ပြောတာလဲလို့ပြောရင်စစ်ကောင်စီကလည်းဓာရီကိုတိထားလို့ဓာရီကိုတိထားလို့ကိုဒီလိုမျိုးနီလန်မျိုးတွေအုံပြုပြီးတော့ဒီနေရာတွေကိုပိတ်ဆို့တာတွေလောက်လာတဲ့အနေထားကိုဒါကျွန်တော်တို့ကအဲတချို့ကြောက်လည်းပြောကြတာပါလေနော်မင်းတို့ကဓာရီထည့်ပြောတော့ စစ်ကောင်စီကဘာဖြစ်လဲညာဖြစ်တယ်မဟုတ်ဘူးစစ်ကောင်စီကတည်ပြီးသားအတိလို့ကိုဒီလိုပုံစံမျိုးတွေလုပ်ခဲ့ကြတာဖြစ်တယ်အဲ့တော့နောက်တစ်ခုကဒါမိုးကုတ်ကိုဒါမရေယာနေမြေတဲကနေတွားလို့ရတဲ့ဖော်တော်ဒေတာရှိတယ်ဖော်တော်လမ်းစုံလို့လည်းခေါ်တယ်ဗောနော်ဖော်တော်ဒေတာရှိတယ်အဲစကားစဘက်ကနေအဲ့နေရာကိုဒါစစ်ကြောင်းနေထိုးနေတာတွေရှိတယ်စင်ကူးကနေမိုးကုတ်ကိုတက်တဲ့လမ်းတပိတ်ချင်းကနေမိုးကုတ်ကိုတက်တဲ့လမ်းဗောနော် ဘယ်ဘက်ကနေပဲတက်တက်ဒီဖော်တော်လမ်းစုံကိုဖြတ်ရတယ်ဖော်တော်ကိုဖြတ်ရတယ်ဖော်တော်ဒေတာကိုသွားရတယ်အဲ့ဒီကနေမှတဆင့်သွားရတယ်ဗောနော်အဲ့ဒီကနေမှတဆင့်ကြော်ပြီးမှဒါမိုးကုတ်ကိုရောက်တာဗောဗျာအဲ့တော့ဖော်တော်လမ်းစုံလို့ပြောရင်တော်တော်များများသိကြပါတယ်အဲ့ဒီနေရာတွေကိုစစ်ကောင်စီဘက်ကတိုးလာနေပြီဖြစ်တဲ့အတွက်ဒီနေရာတွေကလည်းအရေးကြီးကြီးဖြစ်လာနေပြီလို့ဒါပြောလို့ရတယ်အဲ့တော့စစ်ကောင်စီဟာမိုးကုတ်ကိုကြောက်မဲကပိတ်လို့ရတယ်ဖော်တော်လမ်းစုံကပိတ်လို့ရတယ်နောင်ချိုကပိတ်လို့ရတယ်အဲ့တော့ မုတ်ကုတ်ကပါနော်ကြောက်မဲဘက်ကပဲជីကြည့်ပါနော်အဓိကတော့ရှမ်းမြောက်ဘက်ကပဲជីကြည့်ဒါမန်လေးဘက်ကပဲជីကြည့်ဒါဆိုရင်ရတဲ့အနေအထားတစ်ခုကိုဖြစ်လာနေပြီလို့ဒါပြောလို့ရတယ်ပါနော်အခုတော့မှဒါမုတ်ကုတ်ကိုစစ်ကောင်စီဘက်ကဒီကြောင်တိုက်ခိုက်မှုတွေဇက်တိုက်လှုပ်လာနေတာအားလုံးသတိထားမိလိမ့်မယ်ပေါ့နော်ဒေသခံပြည်သူတွေထိခိုက်ဒဏ်ရာရတာတွေတေဆုံးတာတွေတောက်လျှောက်ဖြစ်လာနေတယ် အဲခုနလိုသူ့ဘက်ကကြောင်မဲဘက်ကိုစစ်ကြောင်းတွေဥတီနေတာတွေရှိသလိုဒါရန်နာသိင်္ဂီဘက်ကနေလည်းမိုးကုတ်ဘက်ကိုဥတီနေရရှိတယ်။အဲ့လိုဥတီပြေနောက်ပိုင်းမှာဒါလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်လာနေတာတွေတွေ့ရတွေ့နေရပြီပေါ့ဗျာ။အဲ့တော့မိုးကုတ်နဲ့ပတ်သက်ရင်တော့ဒါစစ်ကောင်စီဘက်ကကြည့်မယ်ဆိုရင်အဲကြောင်မဲလိုတော့လွယ်ကူမှာတော့မဟုတ်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့မြင်းမျက်နှာသွင်းပြင်းအနေထားရဒါဒလန်ရင်တပ်ဖွဲ့တွေဘက်ကအာသာနိုင်တဲ့အချက်တွေလည်းတွေ့ရတယ်ပေါ့နော်။တောင်တန်းဒေသတွေပေါ်များတဲ့နေရာမျိုးဖြစ်နေတာပေါ့။နောက်တစ်မျိုးကတော့ဒါယူဆရတာနောက်တစ်မျိုးကတော့တီဘောပေါ့နော်။တီဘောအဲတီဘောကိုလည်းဒါဆက်ပြီးတော့တိုးနိုင်ရည်ရှိတယ်။ တီဘောရသွားပြီဆိုတာနဲ့လာရှိုးနဲ့ဒါတီဘောနဲ့ဆိုရင်သူကတစ်ဆက်ထဲကြီးဖြစ်သွားလိမ့်မယ်။အပြီးတော့ဒါတီဘောကကြောက်မဲကလာရင်လမ်းတစ်လျှောက်ဒါခန်းစစ်ကောင်းတဲ့နေရာဆိုလို့နှစ်နေရာသုံးနေရာဒီဒီလောက်ပဲရှိတယ်ဗောနော်။အပြီးတော့ပို့ပြီးတော့ဆိုးရတာကဒါကြောက်မဲထက်တီဘောကအနေပိုင်းပို့ပြီးတော့ကြနေတဲ့အဓိကချက်ဗောနော်။အဲ့ဒါကလည်းဒါဆိုရင်ကြာအနေထားတစ်ခုဖြစ်တယ်။ဒါကြောင့်ဒါတီဘောနဲ့မိုးကုတ်ဆိုရင်ဘယ်နေရာကိုပို့ပြီးတော့စစ်ကောင်စီကအင်အားတွေတိုးလာနိုင်တယ်လဲ။ ချင်းချောက်လာနိုင်တယ်လဲဆိုတော့တီဘောကပို့ပြီးတော့ဖြစ်နိုင်ခြင်းများတယ်လို့လည်းပြောရမယ်ပေါ့နော်မြင်မျက်နှာသွေးမြေနေထားရပေါ့ဒါသူတို့ဘက်ကအရေးတာတဲ့ဟာကတီဘောကပို့ပြီးတော့ဖြစ်နေတဲ့အနေထားမျိုးပေါ့ဗျာအဲမိုးကုတ်ကတော့ဒါခုနလိုတောင်ကုန်းတောင်နဲ့ပေါ်များတဲ့အနေထားဒါပေမဲ့ဒါဒီလိုပြောရခြင်းရပေါ့နော်အဲမင်းကဘာတီးလို့လဲဘာလဲညာလဲမဟုတ်ဘူးကျွန်တော်တို့ခံမင်းဟိုတက်တက်ပဲဒါလွဲလဲလွဲကောင်းလွဲနိုင်တယ်ဘာလို့လဲဆိုတော့ဒီကြားထဲမှာအခြေအနေတွေကအမျိုးမျိုးပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့စစ်ကောင်စီကတော့ဒီတိုင်းရက်နေမှာမဟုတ်ဘူးမင်းကတိုင်းမဲ့ဟာကိုပြောနေရပါမဟုတ်ဘူးဒါစစ်ကောင်စီကလုတ်ကိုလုတ်မဲ့အရာဖြစ်တယ် ကျွန်တော်တို့ဘက်ကအဲ့ဒါကြီးကိုထိုင်ကြည့်နေလို့မရဘူး။စစ်ကောင်စီကဒီတတိယရသွားရုံနဲ့မရက်ဘူး။ဒီတတိယရသွားရတဲ့နောက်တနည်းထိုးဖို့အတွက်ကိုလုံမှာ။အဲ့ထိုးမဲ့နေရာတွေကနောက်ထပ်နောက်ထပ်ထိုးမဲ့နေရာတွေအတွက်အချက်အချာကြတဲ့နေရာတွေဖြစ်ဖို့သူကအမြဲစူးစမ်းမှာ။အဲအကြောင်းမလို့အဲဥစ္စာတွေကိုကျွန်တော်ကအခုချိန်တည်းကသိရှိပြီးတော့ပြင်ဆင်ကြဖို့လိုတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာဖြစ်တယ်ပေါ့နော်။စစ်ကောင်စီကအမြဲတမ်းမှာသူတို့ထပ်ပြီးတော့ဘာယူလို့ရအောင်မလဲဆိုတဲ့ဟာကိုလုံမှာ။လက်ရှိအချိန်တွေကသူ့တပ်ပေါ်တော်မှာရေးကြီးသေးတယ်။ဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲအတွက်သူကဒီမျိုးတွေကိုရဖို့အရန်ရေးကြီးနေတာ တချို့ဟာတွေဆိုရင် तू ကဘလိုတောင်ဖြစ်နေလဲဆိုတော့မြို့နယ်တစ်ခုလုံးမရဘူးဆိုရင်တော့မအတိကမြို့ပေါ်နေရာတွေကိုရရင်တော့မပဲ तू ရွေးကောက်ပွဲလုပ်လို့ရအဲ့ဒါကြောင့်မလို့အဲ့လိုမျိုးနေရာတွေရဖို့တောင်မှပဲ तू ကအကုန်လုံးစ조사နေတာအဲ့တော့ဒီမြို့တစ်မြို့တစ်မြို့ရဖို့အတွက်က तू အသေးအံလုံးမှာပဲပေါ့နော်အဲ့တော့ဒီမိုးကုတ်ကတော့နောက်တစ်ခုရှိတာကမိုးကုတ်ကဒီအကျိုးစီးပွားတွေများတဲ့နေရာတစ်ခုဖြစ်တယ်အဲ့တော့ဒါလွယ်လွယ်ကူကူနဲ့တော့တပ်ဖွဲ့တွေကလည်းလက်လွတ်မှာမဟုတ်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာကိုထိုင်နေရချင်းဆိုတာထက်ဒီနေရာကိုစစ်ကောင်စီရသွားတဲ့အခါဆိုတဲ့အတွေးကိုပို့ပြီးတော့တွေးကြတယ် ီနေရာမှာကိုရှိနေလို့ဒီကအကျိုးစီးပွားကိုအသုံးပြုလို့ရနေတယ်ဆိုတာလည်းမှန်တယ်ဒါပေမဲ့လည်းဒီနေရာကိုစစ်ကောင်စီကိုပြန်ပေးလိုက်ရပြီဆိုတဲ့အခါမှာဒီအကျိုးစီးပွားကိုစစ်ကောင်စီကောင်းကောင်းသုံးချသွားရင်ဒါဟာတော်လိုင်းတပ်ဖွဲ့တွေကိုနောက်ထပ်ပို့ပြီးတော့ချိန်ချောက်လာနိုင်တဲ့ထိုးစစ်တွေဖြစ်ဒီနေရာတွေမှာပြန်ပြီးတော့အသုံးပြုနိုင်ခြင်းရှိတာပေါ့ဗျာအဲ့တော့ဒီအကျိုးမြတ်တွေကိုစစ်ကောင်စီထံမပေးရရေးပြီးတော့ကိုတပ်ဖွဲ့တွေပို့ပြီးတော့ဒီအကျိုးမြတ်တွေကိုသုံးဆွဲရရေးအတွက် ဒီနေရာတွေကိုတော့အမိယချုပ်ကင်ထားနိုင်ဖို့လည်းအရေးကြီးတယ်အဲ့တော့စစ်ကောင်စီကလည်းဒီနေရာတွေကိုအရယူဖို့အတွက်စ조사လာမှာရှိသလိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းဒါတွေကိုကြိုတင်သိရှိပြီးတော့ပြင်ဆင်ထားကြဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလည်းဒါကြံပြုတင်ပြခြင်းနဲ့ပေါ့နော်အဲနောက်တစ်ခုကတော့ဒါမြန်မာနိုင်ငံအတွင်းအနေထားရသူတို့အရေးတာနိုင်တဲ့နေရာတွေကဘယ်နေရာတွေဖြစ်တယ်ဘယ်နေရာတွေကိုအရင်ဆုံးလှုပ်ဆောင်လာနိုင်ရရှိတယ်ဆိုတဲ့ဟာတွေကတော့ဒီကြားထဲမှာအခြေအနေအမျိုးမျိုးပြောင်းလဲသွားနိုင်တဲ့အတွက်ဒါကိုတော့ကျွန်တော်ကစကားလေးခံထားချင်တာပေါ့နော် ဒါကတော့ဒါစစ်ကောင်စီကအာတာလို့ဆိုတာထက်ပေါ့နော်ဒီကြောင်မဲမျိုးကိုရသွားတာကစစ်ကောင်စီဘက်ကဒါလေကြောင်းဒါပြီးရင်ဒါပါစအင်အားပြီးရင်ဒါလက်နက်ကြီးအမြောက် drone နီးပညာဒါတွေအာတာလို့ဆိုတာထက်ဒါတရုတ်ရဲ့ဖိအားနဲ့တရုတ်ရဲ့ဇက်ညွန်းအတိုင်းဒါလက်ကနေတယ်ဆိုပြီးတော့လေဒါကျွန်တော်ကတော့ယူဆတယ်ပေါ့နော်တေချာပေါက်ဒီလိုဖိအားတွေကိုလုံဆန်လို့မရတဲ့အတွက်ဒလိုင်းတပ်ဖွဲ့တွေကအခုလိုမျိုးလက်လွတ်ပေးနေရတယ်ဆိုပြီးတော့လေကျွန်တော်ယူဆတယ်အဲ့တော့ ဒီတရုတ်ပြည်အားလုကင်းမှုအတွက်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတဲ့အပိုင်းနေစဉ်းစားသင့်ပြီနောက်တစ်ခုကဒီလိုမျိုးတရုတ်ပြည်အားလုကင်းတဲ့နေရာတွေဒေသတွေအများကြီးရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သိထားသင့်တယ်ပေါ့နော်အဲ့တော့အဲ့နေရာမှာရှိတဲ့တပ်ဖွဲ့တွေပို့ပြီးအားကောင်းအောင်ဘယ်လိုလုပ်ကြမလဲစစ်ကောင်စီကဒီနေရာကိုဖိအားပေးရဆိုရင်နောက်တနေရာကိုယူပြမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့လုပ်သင့်တယ်ပေါ့နော်။ဒါဖြစ်လို့လဲဆိုတော့ဒေါ်လိုင်းကာလာကြာလာပြီဖြစ်တဲ့အတွက်စစ်ကောင်စီကအခုချိန်မှာပြန်ပြီးတော့မိကုံရဲကုံလုတ်တဲ့အခါ အဲတချို့အပိုင်းတွေသူတို့ပြန်ထိန်းချုပ်နိုင်တယ်ထိန်းချုပ်နိုင်တာနဲ့အမျှသူကစိတ်တဆင်စင်စတိုက်လှုပ်လာတယ်အဲ့တော့ဒီဟာတွေကိုကြည့်ရင်ကြည့်ရင်လည်းဒေါ်လန်ပြည်သူတွေကစိတ်တကြကြဒေါ်လန်ပြည်သူတွေစိတ်တကြတာနဲ့ဒီဒေါ်လန်ကြီးကရှိတ်ဆက်ဖို့ခက်လိမ့်မယ်ပေါ့နော်အဲ့တော့အဲ့အပိုင်းတွေမှာကျွန်တော်တို့ပြန်ပြီးတော့အာပြည်သူတွေလည်းစိတ်တမကြရအောင်တိုက်ပွဲဝင်နေကြတဲ့ဒေါ်လန်ကြီးတပ်ဖွဲ့တွေလည်းအားတက်ရအောင်အခြားနေရာတွေမှာကျွန်တော်တို့အားကောင်းအောင်ဘလို့လှုပ်ကြမလဲဆိုတဲ့အပိုင်းတွေကို ဥဆောင်တဲ့သူတွေကကောင်းချင်းဆိုင်ဆွေးနွေးပြီးတော့လှုံ့ဆောင်ကြဖို့လိုမယ်လို့လည်းမြင်မိတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါမဟာမိတ်ရဲ့တန်ဖိုးပေါ့မဟာမိတ်ဆိုတာကလည်းသိတဲ့အတိုင်းပဲဆာရွက်ပုံမှာလည်းဖွဲ့ထားလို့မရဘူးတကယ်မြေပြင်မှာလက်တွဲညီညီနဲ့ပေါ့နော်ငါ့ကိုထိလိုက်ရင်လည်းသူ့ကိုထိတဲ့အတိုင်းပဲသူ့ကိုထိလိုက်ရင်လည်းငါ့ကိုထိတဲ့အတိုင်းပဲဆိုတဲ့စိတ်မျိုးတွေနဲ့ကျွန်တော်တို့အတူတူလက်တွဲပြီးတော့တွန်းလှန်ကြဖို့လိုတယ်ပေါ့နော်အဲ့တော့ကျတော့မဟာမိတ်တွေနဲ့အချင်းချင်းပြေးလည်အောင်ညှိနှိုင်းကြတာမျိုးတွေလည်းဒီချိန်မှာအရေးကြီးပါတယ်တကယ်ကိုကောင်းမွန်တဲ့မဟာမိတ်ခိုင်မြဲတဲ့မဟာမိတ်တွေ ဖွဲ့စည်းထားနိုင်ဖို့လည်းအရန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုနေရာမျိုးကိုရသွားလိုက်တာအခုကြည့်ဒါကြောင်မဲကိုရသွားပြီဆိုတာနဲ့စစ်ကောင်စီကဒါ KYA တိမ့်ပိုက်ထိ ंछ ုပ်ထားတဲ့နေရာတွေ MND ရဲ့နေရာတွေဒါမျိုးနေရာမျိုးတွေအထိသူကချင်းချောက်လာတော့မယ်။အဲ့တော့ကျတော့ဘလို့ပဲဖြစ်ဖြစ်စစ်မျက်နှာတွေတော်လိုင်းတပ်ဖွဲ့အနေနဲ့ပုံများလာနေခြင်းရှိတယ်။အဲ့တော့စစ်ကောင်စီကိုနည်းနည်းလေးခွင့်ပြုပေးလိုက်တာနဲ့ညံ့များပါမဲ့အရေးတွေကျွန်တော်တို့မဖြစ်လာဖို့လိုတယ်ပေါ့နော်။အဲ့တော့မဟာမိတ်တွေအချင်းချင်းလက်တွဲညီညီခိုင်မြဲစွာနဲ့စစ်ကောင်စီကိုတွန်းလှန်ကြဖို့လည်းဒါလှုံ့ဆော်ကြဖို့လိုတယ်။နောက်တစ်ခုက စစ်နိုင်တိုက်ရေးကိုဒါဥစားပေးကြဖို့လည်းလိုတယ်ပေါ့နော်အဓိကတော့ဒါကိုယ့်ရဲ့ဝင်နဲ့အားနဲ့မျှဖို့အတွက်လိုအပ်တယ်ဗျအဓိကတော့တပ်ဖွဲ့တွေဟာကိုယ့်ရဲ့ဝင်နဲ့အားနဲ့မျှကြဖို့လည်းလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ချိုးကိစ္စတွေမှာကျွန်တော်တို့ရဲ့အင်အားတွေအလတ်သက်ဆုံးရှုံးနေတာမျိုးတွေမဖြစ်ရအောင်စစ်ပွဲတွေကိုအနိုင်တိုက်နိုင်အောင်တိုက်ပွဲတွေကိုအနိုင်ယူနိုင်အောင်ဆိုတဲ့နေရာမျိုးတွေမှာငါတို့ဘလို့အသုံးပြုမလဲ ဘယ်လိုမျိုးတုံးချကြမလဲဘယ်လိုမျိုးပြင်ဆင်ဖွဲ့စည်းကြမလဲဘယ်ဟာတွေကိုနောက်မှလုပ်မလဲဘယ်ဟာတွေကိုအရင်လုပ်မလဲဘယ်ဥစ္စာတွေကအရေးကြီးသလဲဆိုတဲ့ဟာတွေကဒီချိန်မှာအရန်စကားပြောပါလေအဲကြတော့စစ်ပွဲနိုင်သွားမှပဲဒီဟာတွေကလုပ်လို့ရမယ်ဆိုရင်စစ်ပွဲကိုနိုင်အောင်အရင်တိုက်ကြမယ်ပေါ့နော်ဆိုတာအဲဥစ္စာကအရန်ရေးကြီးပါလေတချို့ဟာတွေမှာကျွန်တော်တို့ဒီတိုက်ပွဲအနိုင်ရဖို့အရေးထက်ပေါ့နော်အဲတိုက်ပွဲနိုင်ပြီးမှဖြစ်လာမယ့်ကိစ္စတွေကိုဦးစားပေးနေတဲ့ဟာတွေကအဆင်မပြေလောက်ဘူးပေါ့နော် အဲကြတော့မင်းအောင်လိုက်မရှိအောင်အရင်လုပ်ကြမင်းအောင်လိုက်မရှိတော့ဘူးဆိုတဲ့ခါကျမှကျန်တဲ့ဟာတွေကျွန်တော်တို့လုပ်လို့ရတယ်ဆိုတဲ့ဟာကိုလည်းသိစေခြင်းနဲ့ဒါပေမဲ့မင်းအောင်လိုက်ကိုလည်းတိုက်မယ်တိုက်လည်းတိုက်နိုင်တယ်တိုက်နေရဲ့သားနဲ့တခြားဟာတွေလည်းလုံနိုင်တယ်ဆိုရင်တော့လေဒါလည်းအကောင်းဆုံးပေါ့ဒါဖြစ်လို့လဲဆိုတော့တန်ရင်းနဲ့တခါလဲတိဆောက်သွားတယ်တခါလဲဖွံ့ဖြိုးတိုးတက်ရေးတွေလှုပ်သွားတယ်ဒါတွေဆိုလဲကောင်းတာပဲပေါ့နော်ဒါပေမဲ့နိုင်ဖို့တော့လိုတယ်နိုင်အောင်တိုက်ပြီးတဲ့ခါကျမှဒီနေရာတွေမှာဒီလိုမျိုးလုပ်တယ်ဆိုရင်ဒါအရာထင်ပဲမဟုတ်ရင်စစ်ကောင်စီကအခုလိုပြောင်းယူသွားတဲ့ခါကျတော့ ကိုဘကဘလို့ပဲတိဆောက်တာတိဆောက်တာအဲ့ဟာတွေကအလားတက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒီလိုမျိုးလှုပ်ဆောင်ရတဲ့အခါမှာကုန်ကြတာတွေရှိမယ်အရင်မြစ်တွေရှိမယ်ဒါတွေကိုစစ်ကောင်စီလက်ထက်ပြန်ပါသွားတဲ့အခါကျတော့အရင်နှမျောစရာကောင်းပါတယ်အဲ့တော့စစ်အနိုင်တိုက်ရေးကိုအခုချိန်မှာဦးစားပေးပြီးလှုပ်ဆောင်ကြမယ်ဆိုရင်လည်းဒါကောင်းမွန်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီဥစ္စာလည်းစိတ်တကြစရာမဟုတ်ပါဘူးကျွန်တော်တို့ဒီစကားကတော့ပြောရမှာပဲကျွန်တော်တို့ဒီနေ့ဒီချိန်ဒီဒီခီးကိုရောက်လာခဲ့တဲ့ဟာကကျွန်တော်တို့ရဲ့စိတ်သက်တွေနဲ့ပဲရောက်လာခဲ့တာဖြစ်တယ် ငကူကနေကဒီစိတ်တက်တာမရှိဘူးဆိုရင်စိတ်ကောင်းစီလုံးသမျှကျွန်တော်တို့ကခံရတဲ့အနေအထားမှာရှိမှာဘာလို့လဲဆိုတော့သူကအဆဆရာတာတယ်လက်နဲ့တာတယ်လူရင်အားတာတယ်ခဲရန်တာလေချောင်းပါတယ်ရေချောင်းရှိတယ်တန်ချက်ကရှိတယ်တင့်ရှိတယ်ဗျအကုန်အစုံပဲအတွဲလိုက်ပြတဲ့ဒုံဟာအမြောက်လက်နဲ့ကြီးအကုန်အစုံပဲကျွန်တော်တို့ကဘာနဲ့စခဲ့လေးကွားနဲ့စခဲ့တူမီနဲ့စခဲ့အဲဒါကြအဲ့လိုမျိုးလေးကွားနဲ့တူမီနဲ့စခဲ့တဲ့သူတွေကဒီလိုစိတ်တက်တွေပေါ့နော်ခံယူချက်တွေကောင်းမွန်နေလို့တာလင်းမြင့်မားနေလို့တာလင်းဒီနေရာထိရောက်တာပေါ့နော် အဲ့တော့အိုက်စိတ်တဲ့ကျွန်တော်တို့ကျိုးပြတ်သွားလို့မရဘူးအိုက်စိတ်တဲ့ကြသွားလို့မရဘူးကျွန်တော်တို့ထပ်ပြီးတော့အောင်မြင်မှုတွေရယူနိုင်တယ်ဆိုတဲ့ဟာကိုပြသနိုင်ဖို့အရေးကြီးတယ်အဲ့လိုပြသနိုင်ဖို့အတွက်ကဒီစိတ်တဲ့တွေကအရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီစိတ်တဲ့ကိုပြောရမှာပဲစိတ်တဲ့ကြဆရာမရှိဘူးစိတ်တဲ့လည်းမကြဘူးတေးကြတယ်ကျွန်တော်ပြည်သူတွေစိတ်တဲ့မကြဘူးဒီလိုဒီချိန်နေထိရောက်အောင်လှမ်းလာနိုင်ခဲ့တာကတကယ်တော့တကယ်စဉ်းစားမယ်ဆိုရင်အောင်မြင်မှုတော့ဖြစ်နေသေးတယ်ပေါ့နော်အဲ့တော့ကျတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါကြော်လိုင်းတက်ဖွဲ့တွေကဒီတက်ဖွဲ့တွေရှိတာမဟုတ်ဘူးတက်ဖွဲ့တွေအများကြီးရှိတယ် တရုတ်ဖိအားကိုဒီအဖွဲ့တွေကခန်းစားနေရတယ်ဆိုရင်တရုတ်ဖိအားလုကင်းတဲ့အဖွဲ့တွေကဘာလုပ်ကြမလဲအဒါမျိုးပုံစံမျိုးတွေကျွန်တော်တို့ရွေးချယ်ပြီးတော့လှုပ်ဆောင်ကြဖို့လည်းအရန်ရည်ကြီးတယ်ပေါ့နော်အဲ့တော့အခြေအနေကောင်းတဲ့နေရာတွေအများကြီးရှိပါတယ်ဒါအခုတို့ပြောသလိုပေါ့ကြောက်မဲကိစ္စလေးပြောပါအောင်ဆိုအဲ့ဆိုငါတို့ကမင်းတို့ပြန်မေးမယ်ရခိုင်ကိစ္စလေးပြောပါအောင်ကြောက်ဖြူကကိစ္စလေးပြောပါအောင်အေအာရီကကိစ္စလေးပြောပါအောင်အမျိုးစုံပြောလို့ရတယ်ကျွန်တော်အဲ့တော့နေရာဒေတာမတိုင်းမှာသူရဲ့အောင်မြင်မှုအတိုင်းတာအများကြီးရှိပါတယ်။အဲ့တော့အဲ့အောင်မြင်မှုတွေကိုကျွန်တော်မြင်အောင်ကြည့်ကြဖို့လို့ဆိုတော့အဲ့လိုမျိုးအောင်မြင်မှုတွေထပ်ရဖို့အတွက်ကို အားတက်သရောနဲ့ပါဝင်လှုပ်ဆောင်ပေးကြဖို့လိုတယ်ဆိုတော့လေဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်